ญาติတုတ်ကွေးကြီးကိုအနီးနားမှာအဖြစ်များလာပြီဆိုမှတတိယပြီးတော့တုတ်ကွေးကားွယ်စည်းကိုထိုးမယ်ဆိုလို့ရှိရင်ဒီနေ့ထိုးပြီးမနေ့ပြန်မှာဒီနေ့မှာတော့ญาติတုတ်ကွေးအချိန်ကနီးလာတာနဲ့အများတုတ်ကွေးကားွယ်စည်းကို လူကြီးကလီထိုးနေကြတာတွေ့ရပါတယ်အဲ့ဒီญาติတုတ်ကွေးကားွယ်စည်းကထိုးတင်လားမထိုးတင်ဘူးလားဆိုတာလေးကို ဖြေပေးသွားပါမယ်ကျမကတော့မကွင်းဖြူဝင်းမှာဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါရှင် ရာသီတုပ်ကွေးမဖြစ်ဖို့ဆိုလို့ရှိရင်တော့ဖလူဗက်ဆင်းလို့ခေါ်တယ်။ကာကွယ်ဆေးထိုးထားတာကတော့တုပ်ကွေးမကူဖို့မဖြစ်ဖို့ရအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတုပ်ကွေးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လေတုပ်ကွေးကာကွယ်ဆေးထိုးထားတဲ့သူတွေကဖြစ်တာမပြင်းထန်ပဲနဲ့သက်သာသွားတတ်ပါတယ်။ရာသီတုပ်ကွေးကာကွယ်ဆေးကထိုးသင့်လားဆိုလို့ရှိရင်တော့တစ်နှစ်တစ်ခါထိုးသင့်တဲ့အချိန်မှာပါပါတယ်။အခုလိုမိုးတွင်အချိန်၅လပိုင်း၆လပိုင်း ကတော့အထူးသင့်ဆုံးအချိန်ပဲဖြစ်ပါတယ်။တစ်နှစ်တခါဘာကြောင့်အထူးရတာလဲဆိုလို့ရှိရင်ဗိုင်းရပ်စ်ပိုးလေးတွေကအမြင်ပြောင်းလဲနေလို့ဒီကဟွယ်ဆေးတွေကလည်းနှစ်စဉ် strain အသစ်အသစ်တွေနဲ့ပြောင်းပြီးတော့လာလိမ့်ရှိလို့ပါ။တစ်နှစ်နဲ့တစ်နှစ်မတူတတ်ပါဘူး။ဖလူဘက်ဇင်းကထိုးသင့်နေဆိုပြီးတော့တွေ့ရနေရမှာထိုးလိုက်တာမျိုးလဲမလုံသင့်ပါဘူး။ဒါက တာမန်ယိုယိုစီမဟုတ်ပါဘူးကိုးချိတ်နဲ့လာတဲ့ကာကွယ်စည်းအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုထိုးမဲ့စီကနံပါတ်1 WHO အတိမတ်ပြူပါပါမယ်နံပါတ်2ကိုကမြန်မာနိုင်ငံမှာထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့စီကိုတိကျစီစစ်ပြီးတော့တရားဝင်တင်သွင်းတဲ့ product မျိုး FDA ခွင့်ပြုချက်ရရှိထားပြီးဖြစ်တဲ့ product မျိုးဖြစ်ရပါမယ်။နံပါတ်3 228 degree Celsius အတွင်းကိုချိတ်မပြတ်ထားမှသာဆေးရအာနိသင်ကအပြည့်ရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တရဝင်သေးယူတဲ့လမ်းကြောင်းကနေမဟုတ်ရင်မတိချနိုင်တာမျိုးတွေရှိပါတယ်။နံပါတ်4အချက်ကတော့ဆေးကိုထုတ်လုပ်တဲ့ဤပညာစားတဲ့အချက်တွေကိုကြည့်ပြီးတော့ကျမတို့တွေက ကိုထိုးမဲ့ဆေးကိုတိချစီစစ်ရွေးချယ်ပြီးတော့ထိုးသင့်ပါတယ်။နောက်တစ်ခုက လူတိုင်းတော့မဟုတ်ပေမဲ့တချို့လူတွေကြတော့ကာကွယ်ဆေးထိုးလို့ရှိရင်ဓာတ်မတည့်တာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့လိုမျိုးဓာတ်မတည့်မှုနည်းအောင်ဆဲကာချာနည်းပညာနဲ့သေချာထုတ်လုပ်ထားတဲ့ဗက်ဆီးနေဖြစ်တဲ့ဥပမာဆိုလို့ရှိရင် Sky Cell Flu လိုမျိုးဗက်ဆီးမျိုးကိုရွေးပြီးတော့သုံးလို့ရပါတယ်။အဲ့လိုမျိုးဆဲကာချာနည်းပညာကပုံမှန် SP ဗက်ဆီးနေတဲ့ဆိုလို့ရှိရင်လည်းပို့ပြီးတော့ effective ဖြစ်တယ်။ထိုးမဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းပို့ပြီးတော့ safe ဖြစ်တာကိုတွေ့ရ ရပါတယ် sky cell flu quarry balance ကသူက၄မျိုးဆက်ရာသီတုပ်ကွေးဆေးဖြစ်ပြီးတော့ကြာတော့တောင်ကိုရီးယားနိုင်ငံရဲ့ SK Bioscience ကနေပြီးတော့ထုတ်ထားတာလည်းဖြစ်ပါတယ်။ကာကွယ်ဆေးထုတ်လို့ရှိရင်ကိုထူးမဲ့ဆေးကို အမြဲ2.8 degree Celsius အတွင်းရှိနေအောင်ထားရလား။ သင်ရဲ့လားဆိုတာကတိတ်ကိုအရေးကြီးပါတယ်။ကျွန်မခုနဥပမာပေးသွားတယ်။ Sky Cell Flu ဆိုလို့ရှိရင်မြန်မာ FDA approve ဖြစ်ရုံမကဘူး WHO pre qualified ဖြစ်တဲ့ဈေးတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုပို့ပြီးတော့စိတ်ချရတာကကြတော့အဲ Sky Cell Flu ကို distribute လုပ်တာပေါ့နော်။ဖြန့်ဖြူးတာကကြတော့ SMA Business Group of Company Limited ဖြစ်ပါတယ်။သူက ISO လက်မှတ်ရရှိထားတဲ့အတွက်ကြောင့်မလို့ကာကွယ်ဈေးတွေအတွက်ယုံကြည်စိတ်ချ ချလို့ရပါတယ်တလက်စရဲရာသီတုတ်ကွေးကာခွယ်စီထိုးနီလေးကိုပြောပြပေးပါမယ်ကလေး6လကနေ7နှစ်အတွင်းတုတ်ကွေးကာခွယ်စီကိုတခါမှမထိုးဘူးဘူးဆိုလို့ရှိရင်စထိုးတဲ့အခါမှာတစ်ချိန်ထိုးပြီးရင်နောက်တစ်လနေလို့ရှိရင်နောက်တစ်ချိန်ထိုးဖို့ရလို့အပ်ပါတယ်အဲ့ဒီ6လနဲ့7နှစ်အတွင်းကလေးတွေပဲပေါ့နော်စထိုးတဲ့နှစ်ပဲ01 dose နဲ့ထိုးဖို့ရလို့အပ်ပါတယ်နောက်နှစ်တည်ကြတော့တစ်နှစ်တစ်ချိန်ပဲပေါ့နော်ထိုးဖို့ လိုပါတယ်။၉နှစ်နဲ့အထက်ဆိုလို့ရှိရင်တော့ ထိုးဘူးဘူးမထိုးဘူးဘူးတစ်နှစ်တစ်ကြိမ်ထိုးရုံပါပဲနောက်သတိပြုသင့်တာတစ်ခုကဒီလိုမျိုးတုတ်ကွေးကာကွယ်ဆေးကို အခုလိုအချိန်မျိုးမှာထိုးထားတာမျိုးမလုပ်ဖဲနဲ့ကိုအနီးနားမှာတုတ်ကွေးအဖြစ်များပြီဆိုမှသတိရပြီးတော့ထိုးမယ်ဆိုလို့ရှိရင်ဒီနေ့ထိုးပြီးတော့မနေ့ပြန်ပါဒီဖြစ်နေတဲ့တုတ်ကွေးတွေကိုပေါ့နော်တန်းပြီးတော့ကာကွယ်ပေးမှာမဟုတ်ပါဘူး fully effective ဖြစ်ဖို့စီးအာနိသင်ရဖို့ကခမန်း၁၄ရက်လောက်ကြာပါတယ်ဒါကြောင့် ကြွတ်ကြွတ်တင်တင်ထိုးရပါမယ်။ကဲဒါလားဆိုလို့ရှိရင်တော့ရာသီတုပ်ကွေးကာကွယ်ဆေးကထိုးသင့်လားမထိုးသင့်ဘူးလားဆိုတာကိုတည်သွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုယ်ပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲစမ်းမရွှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။